ပန်လူမျိုးများအနေနဲ့သူတို့ဘဝမှာအခက်ခဲဆုံးအချိန်တွေကို ကြော်ဖြတ်ရတဲ့ကာလများရှိခဲ့ပါတယ်။အဲဒါကြောင့်ပရိဘောဂတွေကိုနဲနိုင်သမျှနဲအောင်ထားခြင်းရတာလေးနဲ့ဝါအောင်စားခြင်းရှိတာလေးနဲ့လှအောင်ဝတ်တက်ခြင်းများမှာ အသားကျနေကြပါတယ်။သူတို့ကအလုတ်ကိုစူးစားကချမ်းသာအောင် လုပ်ကြတော့လဲဘဝမှာအယိုးရှင်းဆုံးနေထိုင်နိုင်ရန်စူးစားရ၌တခြားရင်ကျေးမှုများထက်ပိုပြီးတာတယ်လို့ဆိုနိုင်ပါတယ်။ လူဘဝမှာဘာကအရေးကြီးဆုံးလဲဆိုတာကိုစဉ်းစားနိုင်ရန်လိုအပ်ပါတယ်။ကြီးမားတဲ့ TV ကြီးတစ်လုံးရှိမှရက်ကလိုချင်လိုက်တာလို့စိတ်ထဲမှာဖြစ်လာမိရင်ငါအတွက်ဒီလောက်ကြီးတဲ့ TV ကြီးတကယ်လိုအပ်သလားလို့ကိုကိုကိုဥစွာ မေးကြည့်ရန်လိုပါတယ်။အိမ်မှာလူဘယ်နှယောက်ရှိလဲ။မိမိအိမ်ခန်းကဒီလောက်ကြီးတဲ့ TV ကြီးကို နေရာပေးလိုက်ရင် တခြားဘာပစ္စည်းတွေကိုဖယ်ရမလဲ။မိမိရဲ့ TV ကြည့်ရန်ပေးနိုင်တဲ့အချိန် အချိန်ပေးနိုင်လဲလိုအပ်မလိုအပ်တို့ကိုထည့်သွင်းစဉ်းစားရန်လိုပါတယ်။မိမိနေထိုင်ရာအိမ်ထဲသို့ကြီးမားသောပစ္စည်းတစ်ခုခုကိုထည့်မည်ဆိုတိုင်းလိုအပ်မလိုအပ်တို့ကိုဦးစွာစဉ်းစားရပါမယ်။ဘဝမှာတစ်ခုကနေရာယူလွန်းလာရင်တစ်ခုကိုဖယ်ထုတ်ရမယ်ဆိုတဲ့သဘောတရားလေးတွေရှိတတ်ပါတယ်။မလိုအပ်မှုကလိုအပ်မှုကိုတွန်းထုတ်ဖယ်ရှားလိုက်ခြင်းများမဖြစ်သင့်ပါဘူး။